ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့ complex number တွေကိုဆရာတို့ပေါင်းတာပြောပြီးသွားပြီနှုတ်တာပြောပြီးသွားပြီမြောက်တာပြောပြီးသွားပြီစားတဲ့အကြောင်းပြောကြည့်အောင်ဒါပေမဲ့စားတဲ့အကြောင်းပြောတာကိုနားလည်ဖို့ဆိုတော့ဆရာတို့ကအခြေခံတစ်ခုကိုနားလည်ဖို့လိုပါတယ်အဲ့ဒီအခြေခံကဘာလဲဆိုတော့ဆရာတို့က conjugate ဆိုတဲ့သဘောတရားနားအဲ့တော့ conjugate ရဲ့ complex number ရဲ့ conjugate ကို z bar လို့ရေးပါအဲ့တော့ conjugate ကိုနားလည်ဖို့ဆရာတို့ငငယ်တုန်းကသင်ထားတယ်ဆရာတို့ irrational number root တွေအကြောင်းနားလည်ဖို့လိုပါတယ်အဲ့တော့ root နဲ့ပတ်သက်ရင်ဆရာတို့ကနမူနာရှင်းပြပေးခြင်းပါတယ်အဲ့တော့ဆရာတို့တစ်ချက်ကြည့်လိုက်ပါ ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့ဒီလိုအနေထားမျိုးဆရာတို့ကြုံခဲ့ဘူးပါတယ်အဲ့တော့ square root x 3အဲ့တော့ဒီလိုအနေထားဖြစ်သွားတဲ့အခါမှာပိုင်းချင်မှာဘာရောက်လဲ root ရောက် root ရတဲ့အခါပိုင်းချင်မှာ root ကအကြောင်းလို့မရပါဘူးဒါကြောင့်ဒီ root ကိုဖျောက်ပေးရမယ်ဘာနဲ့ဖျောက်ပေးရမှာလဲဆရာတို့ကပါလဲတူနဲ့ပုံစံတူလက္ခဏာလေးပဲ क्वे ပြားတဲ့ root x 3နဲ့မြောက်ပေးရအောက်ကိုမြောက်တော့အပေါ်ကိုလည်းမြောက်ပေးရအဲ့တော့ဒီ gain လေးကိုပျောက်တော့အောင်တူနဲ့လက္ခဏာလေးပဲ क्वे ပြားသွားတဲ့အကောင်သူ့ရဲ့ conjugate ကိုဆရာတို့ခေါ်ပါတယ် ဘာဖြစ်လို့ကွန်ဂျူဂိတ်ပြောလဲဒီနှစ်ခုမျောလိုက်ရင်ဆရာတို့ကအပေါင်းတကွဲအနှုတ်တကွဲပုံစံဖြစ်တဲ့အတွက်ဆရာတို့ကရှေ့ကင်းနှစ်ထပ်အနှုတ်နောက်ကင်းနှစ်ထပ်ရအဲ့တော့ဒါဆိုဆရာတို့ရှင်းလိုက်အောင်ဒါဆိုအပေါ်ကဘာရမလဲ root x 3ရအောက်ကဘာရမလဲရှေ့ကင်းနှစ်ထပ်တင်တော့ root x2 ရမယ် minus 3 square ရအဲ့နောက်ဆုံးရှင်းလိုက်တော့ဘာရမလဲအပေါ်ကတော့ root x 3ရမယ်အောက်ကတော့ root x နှစ်ထပ်ဒီ x ရမယ်၃ထပ်ဒီ၉ရဒါဆိုပိုင်းရည်ဒီ root ပြောက်သွားပြီဒါဆိုရင်ဒီ conjugate ရဲ့သဘောတရားကိုနားလည်သွားပြီ ဒါဆိုမေးခွန်းက complex number တွေစားတဲ့အခါမှာ complex number တစ်ခုကိုဒီ complex number တစ်ခုနဲ့စားတဲ့အခါကျတော့ပိုင်းကြီးမှာဘယ်လိုရောက်မလဲ complex number ရောက်တယ်။ဒါဆိုပိုင်းကြီးမှာ complex number ရောက်တယ်ဒီ root လို့လည်းမဟုတ်ဘဲနဲ့ဘာဖြစ်လို့အဲ့လိုမျိုးဖြစ်တာလဲ။အဲ့ဒါဒါဆိုရင်အပိုင်းကြီးရဲ့သဘောတရားလေးကိုနားလည်ရအောင်။အဲဆိုကြပါစို့ရှားတော့2 by root 2အဲဆိုကြပါ3 by root 2ဒီလိုအနေထားဖြစ်တယ်ဆိုကြပါစို့။ဒါဒီလိုအနေထားဖြစ်နေပြီဆိုရင်ရှားတော့ဘာလုပ်ပေးရမှာလဲ။ဒီ root 2ဒီပိုင်းကြီးမှာဖြစ်တယ်။ပိုင်းကြီးမှာဖြစ်တဲ့အခါကျတော့ရှားတော့တွက်လို့မရအောင်။ တော့ဒါဆိုအပိုင်းကြီးရဲ့အခြေခံသဘောတရားလေးအရင်နားလည်အောင်ပြောမယ်အဲ့တော့2 by 3ကိုဘယ်လိုနားလည်ရမလဲဆိုတော့ပေးထားတဲ့တန်ဖိုးဘာပဲဖြစ်ဖြစ်အဲ့တန်ဖိုးတစ်ခုကိုဆရာတို့ကဘယ်နှပုံပုံမှလဲရည်လူညီမြ၃ပုံပေါ်ကသုံးပုံပုံရဘယ်နှပုံယူမှလဲနှစ်ပုံယူဒါဆိုအပိုင်းကြီးရဲ့သဘောတရားဒီဒီပေါ်တရားပါဒါဆိုပိုင်းချင်းမှာရှိတဲ့ကောင်ဒီဘာလို့ဆိုရတာလဲရည်လူညီမြပိုင်းတဲ့အရေးတော့ပြောတာ ပိုင်းငယ်တစ်ခုဖြစ်ဖို့အတွက်ညီတို့ညီမပိုင်းပြီးတော့တိကျရရေးအတွက်ရှိရပါကဲ root 2ကဒီအကောင့်ဘာသာပြန်ကြည့်အောင်ဒါဆို root 2ဒီဘာဖြစ်နေလဲ root 2ဒီဆရာတို့အဆုံးကြီး1.4142အဆုံးကြီးဓာတ်မှားဖြစ်နေပြီဒါဆိုရင်ပေးထားတဲ့တန်ဖိုးတစ်ခုကိုဟာ1.41နှစ်အဆုံးမရှိတဲ့ဓာတ်မှားပိုင်းပေးပါလို့ပြောရင်ပိုင်းလို့မရပိုင်းလို့မရတဲ့အတွက်တိကျတဲ့အဖြစ်ဖြစ်အောင်ဒီကောင့်ဘာနဲ့ဖြောက်အောင်လဲ root နဲ့ root ပြန်ဖြောက်ပေးရတယ်ဒါဆိုရင်ဆရာတို့နောက်ဆုံးဖြေပါရတယ် 3 root 2 by 2ဆိုရတယ်ဒါဆိုရှင်းသွားဒါဆိုဘယ်နှပုံပုံလို့ရတယ်ပေးထားတဲ့3 root 2ကိုဆရာတို့ပါလဲနှစ်ပုံပုံခိုင်းတဲ့သဘောပဲပေးထားတဲ့တန်ဖိုးနှစ်ပုံပုံပြီးွားရင်ဘယ်နောက်ပြန်ယူမှာ3 root 2 by ပြန်ယူမယ်ယူသဘောရဒါကြောင့်ဆရာတို့ကပါလဲ complex number လဲဒီတိုင်းပဲ complex number ဘာပါနေလဲ real parts နဲ့ imaginary parts ပါနေဒီ parts ဒီကတ်တက်မရှိအစုံမရှိဖြစ်နေတဲ့အတွက်ဆရာတို့က real parts တွေလို့ real number တွေလို့တိကျတဲ့စိတ်ပိုင်းအရေးအတွက်ခွဲခြားလို့မရအောင်ဒါကြောင့်ဆရာတို့ကဘာဖြောက်ပေးရမှာလဲ ပိုင်းခြေမှာရှိတဲ့ complex member ရဲ့ imaginary part ကိုဖြောက်မှပိုင်းခြေကတိကျတဲ့အစိတ်ပိုင်းဗန်ဒပိုင်းပိုင်းကိုထွက်လာတယ်။ဒါကြောင့်ဆရာတို့ကပိုင်းခြေမှာရှိတဲ့ complex number ကို real part ပဲကျန်ပြီးတော့ imaginary part ကိုဖြောက်ချင်လို့သူ့ကိုဖြောက်လို့ရမယ် conjugate ကိုဆရာတို့အရင်ပြီးမှရမယ်။အဲ့ conjugate နဲ့မြှောက်ပေးမှဆရာတို့က imaginary part ကပြောက်။ဒါကြောင့်ဆရာတို့ကဒီ imaginary part complex number ရဲ့ conjugate ကိုဆရာတို့လေ့လာကြည့်အောင်။ဒါဆိုရင် conjugate complex number ကို conjugate ဆိုဆရာတို့ကဲ complex number တစ်ခုဆရာတို့နမူနာရေးကြည့်မယ် z equal to x plus y ဒါက polynomial form နဲ့ရေးထားတာဒါကဘာရေးထားလဲ h, y order 12 form နဲ့ရေးထားတာကဲဟုတ်ပြီဒါဆိုရင်ဆရာဒီအရဆရာတို့ကရှင်းတော့မယ်ဆိုတော့ချက်ကြည့်အောင်ဒါဆိုသူ့ရဲ့ conjugate ကဘာဖြစ်သွားမလဲဆိုတော့နောက်ကကောင်လေးကိုပဲဆရာတို့ကလည်းဆရာတို့ကတဘောစကွဲပုံစံဖြစ်ချင်တာဟုတ်ရှင်းတဲ့အနောက် non trap ပုံစံမျိုးဝင်ချင်တာဝင်ချင်တဲ့ကကြတော့ဆရာခုန conjugate မှာဆရာတို့ကဘာလုပ်တာလဲ အောက်မှာရှိတဲ့ကောင်ကပုံစံလေးလက္ခဏာအပေါင်းတို့ပုံစံပြောင်းပေးရအဲ့တော့ဒီမှာအပေါင်းရှိတော့ရှက်ပါလို့လဲအနောက်ဒီမှာ y ကလည်းနောက်ကဒုတိယက mg ဘတ်မှာအနှုတ်လေးထည့်လိုက်တယ်ဒါဆိုရင်သူ့ရဲ့ conjugate ဒီ x plus y ရဲ့ conjugate ဒီ x minus y x, y ရဲ့ conjugate ဒီ x, minus 1ဖြစ်သွားတယ်ကဲဟုတ်ပြီဒါဆိုရင် x conjugate ရတော့ဘာဆက်လို့ရလဲဆရာတို့ချစားလို့ရတယ်ကဲဒါဆိုရင် conjugate ရဲ့သဘောတရားကကဲ conjugate နဲ့ရိုးရိုး complex number နဲ့သူ့ရဲ့ conjugate ညှောက်ရင်ဘာရလဲဆရာတို့ငငယ်တော့သင်ထားတဲ့ဥစ္စာတွေပြန်ပြောကြည့်အောင် တော့သဘောတရားကဆရာတို့ငငယ်တုန်းကသင်ထားတယ်ပါလေဆရာတို့အပေါင်းအသင်းနှုတ်ခွင်းပုံစံပဲ h+y နဲ့ h-y မျှောက်ရင်ပါရတယ်အပေါင်းအသင်းအနှုတ်အသင်းဖြစ်တဲ့အတွက်ရှင်းနှစ်ထပ်အနှုတ်နောက်နှစ်ထပ်ရဟုတ်ပြီနော်အဲ့တော့ဒီကောင်တွေဘယ်နေရာမှာတုံးလဲဆိုတော့ဥပမာဆိုကြပါ square root of x ပြီးရင်ခုနပြောတဲ့ +3 တူနေခုန square root of x -3 မျှောက်ရင်ပါရတယ်ရှေ့ကိန်းနှစ်ထပ်ဆိုတော့ √x2 minor 3 square ဆိုတော့900ဆိုလိုတဲ့ပေပါရလဲ x minus 900ဆိုတော့ဆိုလိုတဲ့ပေပါပျောက်သွား root ပျောက်သွားတယ်ဒါဆိုဒီ root ကိုဖြောက်ချင်တဲ့အနေအထားမျိုးတွေမှာဒီလို conjugate ရဲ့သဘောတရားကိုကျွန်တော်သုံးပြရတယ်ဒီမှာလည်းအဲ့တိုင်းပဲ complex number မှာရှိတဲ့ real part နဲ့ imaginary part imaginary part ကဆရာတို့ဒုက္ခပေးတယ်ဒါကြောင့် imaginary part ကိုဖြောက်ချင်တဲ့အတွက်သူ့ရဲ့ complex number တစ်ခုမှာစားတော့မယ်ဆိုရင်ဘာကိုဖြောက်ချင်လဲ imaginary part ကိုဖြောက်ချင်တယ်ပိုင်းကြီးမှာရှိတဲ့ complex number ရဲ့ imaginary part ကိုဖြောက်ချင်တဲ့အတွက်သူ့ရဲ့ conjugate နဲ့ပျောက်ပေးရတယ် ညောင်းလိုက်ဘာပုံစံဝင်မှာလဲခုနတိုင်းပဲဆရာတို့သိထားတဲ့ real နိုင်မှာရှိတဲ့အပေါင်းအတွင်းအနှုတ်ဝင်ပုံစံမျိုးပဲညောင်းလိုက်ပြီအဲ့တော့ထူးကြတာကအပေါင်းအတွင်းအနှုတ်ဝင်ဆိုရင်ရှေ့ကိန်းနှစ်ထပ်အနှုတ်နောက်ကိန်းနှစ်ထပ်ရအဲ့ဒီမှာပါရရှေ့ကိန်းနှစ်ထပ်အပေါင်းနောက်ကိန်းနှစ်ထပ်ရဘာဖြစ်လဲဘယ်ကောင်ဒုက္ခပေးွားတာဟောဒီအရင်ကဒုက္ခပေးတာအရင်ဒီပါလဲညောင်းလိုက်အရင် square ရအရင် square ဒီပါလဲ minus မှာအဲ့တော့ပုံမှန်အားဖြင့်ရှေ့ကိန်းအပေါင်းအတွင်းအနှုတ်ဝင်ဆိုရင်ရှေ့ကိန်းကပါလဲကဲဒီအရင်ခဏမေးထားလိုက်ရင် a square minus y square ပဲရမှာ ဒါပေမဲ့ဘာပါရနေလဲ i square ပါရဒါကြောင့်ရင်ရှင်းတစ်ထပ် a square နောက်တစ်ထပ် y square i square အဲ့တော့ပုံမှန်ချားထဲမှာရှင်းကိန်းတစ်ထပ်ဘောင်းလို့ဆိုအနှုတ်ရဒါပေမဲ့ i square ဒီပါလေ a square minus y ဆိုဒီကောင်ဒီပါလေ minus 1အဲ့တော့ဒီ minus ကဒီကိုလာညှောက်လိုက်တော့ဘာရလဲနောက်ဆုံးမှာရှင်းကိန်းတစ်ထပ်နောက်ကိန်းတစ်ထပ်မရဘဲနဲ့ရှင်းကိန်းအပေါင်းနောက်ကိန်းအပေါင်းရှင်းကိန်းအပေါင်းနောက်ကိန်းဖြစ်သွားတယ်ဒါဆိုရင် x ကွာကြားချက်တစ်ချက်ပဲတတိထားပြရမှာကျန်တဲ့ဥစ္စာပေါ်ရတူတူဖြစ်ပါ ကဲဟုတ်ပြီဒါဆိုဆရာဆက်ကြည့်အောင်ကဲဒါဆိုရင် conjugate ဆိုတာပါလေဟုတ်ပြီ complex number ရဲ့ conjugate ဆိုတာသူ့ကိုမြှောက်နိုင်ပါပြီဒါလေဆရာတို့ရှေ့ကိန်းနှစ်ထပ်အပေါင်းနောက်ကနှစ်ထပ်ပြီးတဲ့ပုံစံလေးဒါလေးဆိုဆရာနားလဲကဲဒါဆိုရင်အဲ့ဒါသိပြီဆိုရင်ဆရာဘာလုပ်လို့ရပြီလဲဆရာတို့ကစားတဲ့အစဉ်ကိုတွားလို့ရတယ်ကဲဒါဆိုဆရာတို့ကစားတော့တယ်ကဲဒါဆို complex number 2ကို complex number 2နဲ့စားပြီကဲစားလိုက်တော့ဒီဘက်ကကြည့်လိုက် h1 y1i h2 y2i ကိုဆရာတို့ကစားမယ်စားလိုက်တဲ့အခါကျတော့ ဒီအောက်မှာဘာဖြစ်နေလဲအဲ့တော့ဆရာတို့ဘာဖြစ်နေလဲဆိုတော့ inventory parts ပါတယ် inventory parts ပါတယ်ကဲဒီကောင်ကဒုက္ခပေးနေတာဥပမာဆိုကြပါဆို H2 ကဥပမာဒီကောင်နမူနာပြောမယ်ဆိုရင်3 plus 4i ဒီဘက်က2 plus 5i ဆိုကြပါဆိုကဲဒါဆိုရင် holy 2ကပြဿနာမရှိဘိုင်းကင်မှာရှိတဲ့ real number တွေဒီကောင်နှစ်ပုံပုံလို့ပြောလို့ရအတိအကျဒါပေမဲ့ဒီဘက်က ID ပါလေ gain system မှာမပါတဲ့အတွက်ဘယ်နှပုံပုံမှမသိဒါဆိုဆရာတော့ holy inventory pass ပါလို့ဖြောက်ပေးရတယ် ဖြောက်တော့ကြည့်ဘာနဲ့မြောက်ပြီသူ့ရဲ့ conjugate ဘိုင်းကြီးမှာရှိတဲ့ a2 plus y2i ကိုသူ့ရဲ့ conjugate ဖြစ်တဲ့ a2 minus y2i နဲ့မြောက်ပြီအောက်ကိုမြောက်တော့အပေါ်လည်းမြောက်ပြီဒါဆိုရင်သူ့အစားမှာဘိုင်းကြီးမှာရှိတဲ့ imaginary part ကိုပျောက်ချင်တဲ့အတွက် complex number ကိုဘာနဲ့မြောက်လဲသူ့ရဲ့ conjugate နဲ့မြောက်တယ်ရည်ရွယ်ချက်ကပါလေ imaginary part ပျောက်ချင်တာဘာလို့ပျောက်ချင်တာလဲဘိုင်းကြီးမှာတိကျတဲ့ real number ရှိမှာ သူ့ကိုပေးထားတဲ့တံပိုးကိုဘယ်နှပုံအတိအကျပုံရမယ် equal pass ဘယ်နှခုပုံရမလဲဆိုတာဖတ်မှာဖြစ်ပါတယ်။ကြက်ဒါဆိုဆရာတို့တစ်ချက်ကြည့်အောင်။ကြက်ဒါဆိုဆရာမြောက်ပြီးမြောက်တာထုံနေစင်တာရိုးရိုးလေးမြောက်လိုက်ရပါတယ်။ကြက်ဒါဆိုဘာရမလဲ။ဒီကောင်နဲ့ဒီကောင်နဲ့မြောက်ရင်တော့သိပြီ။ဒါဆိုရင်အပေါင်းတွဲနော်တွဲအဲ့တော့ခဏလို့ဆရာတို့ရိုးရိုးကိန်းနဲ့ပြောရင်ရှေ့ကိန်းနှစ်ထပ်အပေါင်းတိထားမယ်ချက်ကဘာပြောလဲ i square ကြောင့်ပြောင်းသွားတာခြေကိန်းနှစ်ထပ်အပေါင်းနောက်ကိန်းထပ်ရဒါဆိုအောက်ကဘာရမှာလဲပိုင်းခြေက a square + y square ရမယ် ီရှိရတာဘယ်လိုမြောက်မှာလဲလွယ်လွယ်လေးပဲခုနတိုင်းပဲရှင်းရှင်းများတော့မလဲရိုးရိုးလေးချမြောက်လာရတယ်ရှင်းရှင်းများ h1 h2 နောက်ကနောက်နောက်မြောက် y1 y2 ပြီးအတွင်းပြင်းမြောက်အဲ့တော့ဒီနေရာမှာလုပ်ပေးရမလဲဆိုတော့ဆရာတို့စားတဲ့ပုံစံလေးရှိအဲ့တော့ဆရာတို့ချက်ကြည့်အောင်ကဲဒီမှာချမြောက်လိုက်ပြီဒီဘက်ကွင်းနဲ့ဒီဘက်ကွင်းနဲ့ဆရာတို့မြောက်လိုက်မြောက်လိုက်တော့ပါရလဲ h1 y1 i h2 y2 i အဲ့တော့ဒီကောင်မြောက်လိုက်ရခါပါရဒီဘက်ကပေါင်းကွင်းနှုတ်ကွင်းပုံစံဖြစ်သွားအတွက်ရှင်းတဲ့အပေါင်းနောက်ထပ်ရသွားဒီမှာရှင်းရှင်းမြောက်ပြီး H1 H2 မြောက်ပြီပြီးရင်ဘာလို့မှာနောက်နောက်မြောက် Y1 နဲ့ Y2 မြောက် Y1 Y2 ပြတ်သွားပြီပြီးရင်ဘာလို့မှာလဲအပြင်အတွင်းအပြင်မြောက်အတွင်းမြောက်တော့ Y1 အဲ့တော့ဒီမှာထူးကြတာကအတွင်းအရင်မြောက်မယ်ပြီးမှအပြင်မြောက်ကြားထဲမှာအနှုတ်ခတ်အတွင်းအပြင်အဲ့တော့ဘာဖြစ်လို့ဖြစ်တာလဲဆောင်းစဉ်းစားကြည့်အောင်ကြည့်ဟုတ်ပြီဒါဆိုဆရာတို့ဒါလေးကိုရိုးရိုးလေးမြောက်ကြည့်အောင်ရိုးရိုးတာမန်လေးနဲ့မြောက်ကြည့်အောင်အော် h1 y1 i နဲ့ h2 y2 i ကိုဆက်လို့မြောက်ကြည့်မယ်။ဘက်က h1 H1 Y1I အဲ့တော့ဒါကိုဆရာဘာနဲ့မျှောက်ကြည့်ပါလဲဒီဘက်က H2 Y2I နဲ့မျှောက်ကြည့်အောင်အဲ့တော့မျှောက်လိုက်ပြီဒါမမျှောက်မယ်ဘာရမလဲ H1 H2 ပြီးရင်ဒီကောင်လည်းမျှောက်လိုက်ဘာရလဲ minus H1 Y2I ကဲဒီကောင်လည်းဒီကောင်မျှောက်မယ်ဘာရမလဲ plus H2 Y1 အဲ H2 Y1 ရမယ်ပြီးဒီကောင်လည်းမျှောက်မယ်ဘာရမလဲ minus y1 y2 i square ရကဲဒါဆိုဆရာတို့ဒီအောင်ဆက်ရှင်းလိုက်ပြီရှင်းလိုက်တော့ပါရတယ်ခုနအတိုင်းပဲ h1 h2 က h1 h2 ပဲ h1 h2 ဒီဘက်ကဘာဖြစ်သွားလဲ y1 y2 i နဲ့ h2 y2 i i နေပါတော့ i ကိုဆရာတို့ပုံထုတ်လို့ရပုံထုတ်လိုက်တော့ဆရာပါရတယ်ဒီဘက်က plus ရှင်းလိုက်တော့ပါရတယ် minus h1 y2 plus h2 y1 i ဆိုရအဲ့ဒီဘက်က i square ဘာဖြစ်သွားလဲ minus 1ဖြစ်သွားတော့ဘာဖြစ်သွားလဲနောက်ဆုံးပါကြလဲ plus y1 y2 ဖြစ်သွားတယ်အဲ့တော့အဲ့ဒါကိုတွဲလိုက်တော့လို့ရတယ် h1 h2 နဲ့ y1 တွဲလိုက်တော့ h1 h2 upon y1 y2 ပြီးရင်ဒီဘက်ကဘာရမှာလဲကျတော့ h h2 h1 h2 y1 h2 y1 ဒီကောင်အနှုတ်ပို့လိုက်တော့ h1 y2 ပါရဒါဆိုရင်ကျတော့ဘာရသွားလဲဒီမှာရှေ့ရှေ့မြောက်တဲ့နောက်နောက်မြောက်တဲ့တန်ဖိုး ပြီးရင်အတွင်းကိုရင်မြောက်တယ်အတွင်းအတွင်းဟောဒီအတွင်းကိုရင်မြောက်တယ် y1 h2 y1 h ဆိုအတွင်းမြောက်ပြီးတော့မှဘာခံလဲအနှုတ်ပြီးပါလဲအပြင်ကိုမြောက်အဲ့တော့ချာတာကိုမှတ်မယ်ဆိုရင်ရှင်းရှင်းမြောက်နောင်နောင်မြောက်အတွင်းအပြင်မြောက်ရှင်းရှင်းမြောက်တဲ့ဥစ္စာဘာလို့မှာလဲဆရာတော်ကလက္ခဏာလေးပြောင်းပေးရဒီမှာရှင်းရှင်းမြောက်တယ်နောင်နောင်မြောက်တယ်ဝိုင်းဝန်းဝန်းတို့မြောက်တော့မိုင်းနပ်ဝိုင်းဝန်းဝန်းတို့ရဒါပေမဲ့ i square ကြောင့်လက္ခဏာပြောင်းသွားတယ်ဒါရတယ် plus ဖြစ်သွားတယ် ပြင်အတွဲမြောက် y1 နဲ့ h2 မြောက်တော့ h2 y1 ရပြီးတော့အပြင်မြောက်မယ်ဆရာတို့ပါရမယ် h1 နဲ့ y2 မြောက်ဒါဆိုရင်ဆရာတို့နားလည်မယ်လို့ဆရာယူဆပါကဲဟုတ်ပြီဒါဆိုရင်ဆရာတို့ဆက်ရှင်းလိုက်မယ်ရှင်းလိုက်တဲ့အခါကျတော့ဒီလိုနေထားလေးဖြစ်သွားပြီအဲ့တော့ဒါကိုဆရာတို့လွယ်အောင်ဘယ်လိုမှတ်မလဲအဲ့ဒီလိုမှတ်လို့ရပါတယ်အဲ့တော့ပေးထားတဲ့ gain တွေကိုမြောက်တော့မယ်ဆိုရင်အစားမှာပိုင်းဝေကဘာဖြစ်မှာလဲရှေ့ရှေ့နောက်နောက်မြောက်မယ်ရလာတဲ့လက္ခဏာကအနှုတ်ဆိုရင်အပေါင်းပြောင်းမယ်အပေါင်းဆိုရင်အနှုတ်ပြောင်းမယ်ကြားထဲမှာ ရှစ်ရှစ်နဲ့နောက်နောက်နဲ့ကြားထဲမှာမြှောက်လိုက်လို့ရှစ်ရှစ်နဲ့နောက်နောက်နဲ့မှာမြှောက်လိုက်လို့ဆရာတို့ပါလေလက္ခဏာကအနှုတ်ထွက်လာရင်ပါလို့မယ်ပြောင်းပြရအဲ့တော့ရှစ်ရှစ်နောက်နောက်ကြားထဲမှာအပေါင်းထွက်ရင်ဆရာတို့အနှုတ်ပြောင်းမယ်လက္ခဏာပြောင်းမယ်အပြင်မှာတော့အတွင်းအပြင်ကပါလေထွက်လာတဲ့အတိုင်းပဲဆရာတို့တွက်ပြရမယ်ပြီးရင်ရှစ်နှစ်ထပ်အပေါင်းနောက်နှစ်ထပ်ကြတာဆိုရင်တော့ဆရာတို့နားလည်းမလို့ယူဆပါကဲဒါဆိုရင်ဆရာတို့ကနောက်တစ်ခုကပါလဲဆိုတော့ multiplicative inverse တော့ multiplicative inverse ဆိုတာပါလဲဆိုမြန်မာလိုပြောရင်တော့ရှာတို့ကလှန်ကိန်းလို့ခေါ်တာပေါ့အဲ့တော့ရှာတို့ငငယ်တုန်းကသင်ထားပြီးတဲ့ idea လေးတစ်ချက်ကိုရှာတို့ပြန်ပြီးတော့ပြန်ပြီးဆွဲယူကြည့်အောင်အဲ့တော့ရှာတို့ပါရလဲအဲ့တော့ငငယ်တုန်းကရှာတို့ပါလဲဆိုတော့၃ပေးထားတယ်၃ရဲ့လှန်ကိန်းကပါလဲ1 3ဟုတ်ပြီနော်သူ့ကိုပြောတော့ဘာဖြစ်လဲသူ့အောက်မှာတက်ရှိတာပေါ့ဒါဆိုတော့၃ရဲ့လှန်ကိန်းကိုသင်ချာနည်းနဲ့သဘောတရားပြောရင်ကနန်းတော့အဲ့တော့3နဲ့သူ့ရဲ့1/3နဲ့မြောက်လိုက်ရင်ပါရလဲဆရာတော်1ရ။ဒါဆိုရင်ကနန်းလုံးရဲ့လှန်ကိန်းဟာ သူ့မြောက်လိုက်ဝမ်းရစီတဲ့ဂိမ်းလို့ဆရာတို့ကသတ်မှတ်လို့ရဆိုတော့အဲ့ဒီသဘောတရားပဲဆရာဒီမှာပြန်သုံးပြပါမယ်ကဲဒါဆိုရင် multiplicative inverse ဆိုတာပါဇက် inverse ပေါ့နော်အဲ့တော့ဒါဆိုရင်ဆရာတို့ကဒီခုနပြောတဲ့ complex number ဇက်ဆိုရင်သူ့ရဲ့လှန်ကင်းရပါလေ1 z ပေါ့အဲ့တော့ဇက်ကိုအပေါ်တင်လိုက် power ဘယ်လောက်ဖြစ်သွားလဲ minus ဆိုဖြစ်သွားတယ်ဒါဆိုရင်ဆရာတို့ကဒီလိုပြောလေအဲ့တော့ဒါဆိုနမူနာလေးကြည့်အောင်အဲ့တော့ z ဒီ h+y ဆိုပြီးတော့ polynomial ပုံစံပဲဖြစ်ဖြစ်ဒီဘက်ကလက်သေးကွင်းပုံစံပဲဖြစ် order ပဲပုံစံဖြစ်ဖြစ်ဆရာတို့ချိတယ်ဆိုကြပါသူ့ ။အဲဒါသူ့ရဲ့ multiplicative inverse ကိုဆရာတွက်မယ်ဆိုရင်ဘာလို့လဲ။ second line gain ဒီ1 by 7ဖြစ်သွားအဲ့တော့1 by 8 1n ဖြစ်သွား။အဲ့တော့8 by 1n ဆိုတော့ prime ကြီးပါဖြစ်နေတယ် complex number ဖြစ်နေ။ complex number မှာဘယ်သူကတုတ်ကပြရလဲ။ real cost နဲ့ imaginary part imaginary part ကတုတ်ကပြရ။ဒါကြောင့်သူ့ကိုပျောက်ချင် conjugate နဲ့မျှောက်။မျှောက်တော့ a + 1n ရဲ့ conjugate ဒီ x 9 y မျှောက်လိုက်တော့ဒီမှာအပေါင်းအသင်းတို့ကိုမျှောက်တဲ့အခါကျဘာရမှာလဲ။ရှင်းတဲ့ထက်အပေါင်းနောက်တစ်ထက်ရတယ်။ဒါကြောင့် အနှုတ်မရတာလေ i square ကြောင့်ဆရာတို့အနှုတ်ကနေအပေါင်းပြောင်းသွားတယ်။ဒါကြောင့်အပေါ်ကပါရပါလေ h minus yi အောက်က a square y square ရ။ဒါဆိုရင်ဒီမှာဒီ i square ကြီးပါဖြစ်သွားမှာလေ minus 1ဖြစ်သွား။ minus 1ဖြစ်တော့နောက်ဆုံးပါဖြစ်သွားလေ minus 1တွေ့လိုက်တဲ့အခါကျနောက်ဆုံးပါရ h minus 1 i by h square y square ရပါမယ်။ဒါဆိုရင်တန်းပြီးမှတ်မယ်ဆိုရင်ဘာလုပ်မှာလဲ conjugate နဲ့ညှောလိုက်တဲ့အခါမှာရှင်းတဲ့အတက်အပေါင်းနောက်တစ်ထပ်ရတယ်ဆရာတို့နားလေရ။ ဲဒါဆိုရင် multiplicity conjugate ဆရာတို့ဒါဆို multiplicity inverse ကိုဆရာတို့နားလည်ပြီးကိုဆရာတို့ယူဆပါကဲဒါဆိုရင်ဆရာတို့က multiply inverse မှာဆရာတို့ကစဉ်းစားကြည့် set 1ကို set 2နဲ့စာဆိုရတဲ့ပဲ complex မှာတစ်ခု complex number တစ်ခုနဲ့စားတယ်နောက်ပြီးဘယ်လိုယူဆလို့ရလဲအောက်က set 2ဒီအောက်မှာရှိတဲ့အပေါ်တင်လိုက်ရင် set 2ရဲ့ပါရတယ်ဆရာတို့က multiplicative inverse inverse ရတယ်ဆိုတော့အဲ့ကောင်နဲ့ဆရာတို့ကလည်းမြောက်တယ်လို့ဆရာတို့ယူဆရင်လည်းရပါတယ် ဲဒါဆိုရင်တော့ဆရာတို့ multi credit invest board တရားကိုလည်းနားလည်ပြီးလို့ယူဆပါတယ်ကဲဒါဆိုရင်ဆရာတို့ဥစ္စာလေးတွေက example 4လေးကိုနည်းနည်းလေးစဉ်းစားကြည့်အောင်။ကျောင်းဘီ calculate တွက်ပေးပါ။ဘာတွက်ထားလဲ2 3i 3 i အဲ့တော့ဆရာဘာလုပ်တာလဲ။အပေါ်လေး complex number အောက်ပါလေး complex number complex number နှစ်ခုဘာလုပ်မှာလဲစားမှာ။အဲ့တော့ complex number နှစ်ခုကိုစားရင်ဘာလုပ်ပေးရလဲ။ ဆရာတို့သူ့ရဲ့ပိုင်းချိန်မှာရှိတဲ့ inventory pass complex number in back ကိုဖြောက်ပြင်းတော့သူ့ရဲ့ဘာနဲ့ conjugate နဲ့မြောက်ပြီးဒါလေးချက်မှတ်ထားရင်ရပါပြီ။ကဲဒါဆိုဆရာတို့ဘာလုပ်မလဲ။ဆရာတို့ရေးပြီးပေးထားတဲ့ပြင်ညောင်းရေးပြီး။ရေးထားပြီးတော့2 3ရိုက်မှာ2 i ဆိုတော့ပိုင်းချိန်မှာ production နဲ့3 i ။အဲ့3 i ဒီဘာလဲ complex number complex number ဒုက္ခပေးတာဘယ်လိုပေးတာလဲ inventory pass ဖြစ်တဲ့ i ကဒုက္ခပေးတာ။တော့အဲ့ကောင်ကိုဖြောက်ဖို့အတွက်ဘာနဲ့မြောက်ပြန်သူ့ရဲ့ဆရာတို့ conjugate နဲ့မြောက်ပြန်သူ့ရဲ့ conjugate i ရဲ့ conjugate ပဲ3 i ဒါနဲ့မြောက်ပြန် ဲ့တော့မျောက်လိုက်တော့ဒီမှာအပေါင်းလေးနှုတ်ခွင်ဖြစ်သွားပြီ complex number တကူကအပေါင်းလေးနှုတ်နေမျောက်နေပါရလဲရှင်းနှစ်ထပ်အပေါင်းနောက်နှစ်ထပ်ရအဲ့တော့၃နှစ်ထပ်အပေါင်းပါရမှာလဲနောက်နှစ်ထပ်ကပါလဲ i square ရှင်းမှာရှိတယ်တက်ရှင်းမှာပေါ့နော် i square ရမှာဒါဆိုရပြီဒါဆိုရင်ဒီကမျောက်တော့ရှစ်ရှစ်မျောက်ပြီးရင်နောက်နောက်မျောက်ပြီးရင်အတွင်းဝင်မျောက်ပြီးရင်အပြင်ဝင်မျောက်ဒါဆိုရှားရှင်းလိုက်မြဲဒါဆိုရအဲ့တော့ရှေ့ကိန်းရပါလဲ၃၃ထပ်နေတော့ကို i ရှင်းမှာဘယ်လောက်ရှိလဲ၁ တစ်ကုန်တက်တက်တယ်နော်တနှစ်ခုမှာ i square ကြောင့်အတုံးမဟုတ်ပဲနဲ့အပေါင်းဖြစ်သွားတယ်။ကြက်ဒီမှာလဲပါလို့မှာလဲရှစ်ရှစ်မြောင်းနှစ်သုံးနေချာနောက်နောက်မြောက်တော့သုံးတလီသုံးဒီမှာတစ်ရှစ်သုံးလေးသုံးတော့ကအနှုတ်သုံးနှုတ်သုံးပြီးမင်းဆရာတော့လက္ခဏာပြောင်းမယ်ဆိုတော့ plus b ဖြစ်သွားတယ်။ကြက်ပြီးသွားရင်အတွေးမြောက်တော့သုံးသုံးနေ9ပြီးရင်နှစ်တလီနှစ်အဲ့တော့9တွေရနှစ်အဲ့တော့ဒီအမှတ်ထဲမှာဘယ်ကောက်ရင်မြောက်ပေးအောင်လဲအတွေးကိုမြောက်ပြီးမှအပြင်ကိုမြောက်ပေးအောင်အဲ့ဒါလေးသိရမယ်။ဒါဆိုဆရာဆက်ချင်းလိုက်ပြီးပါရလဲ9 7i စင်းနဲ့ကြောင်းနဲ့တောင်းနဲ့ပေါ9 9နဲ့ခွန်7 i အောက်က10ရသွားမယ်အဲ့တော့ဆရာတို့ကလိုချင်တာ complex number တွေဆရာတို့ကဒီလိုပုံပိုင်းကြီးပုံစံနဲ့ရေးလို့မရဘူးဆရာတို့ဘာပုံစံရေးပေးရမှာလဲ real pass တတ်တတ် image pass တတ်တတ်ခွဲပြရန်ဖြစ်တဲ့ဒီ10ဒီပုံပိုင်းကြီးဖြစ်တဲ့အတွက်9 10တတ်တတ်7 mm time တတ်တတ်ရေးပေးရမယ်။ဒါဆိုရင်တော့ဆရာတို့က real path နဲ့ image path နဲ့ကွဲပြားသွားပြီးလို့ယူဆပါတယ်။ကဲဒါဆိုရင်ဆရာတို့နောက်တစ်ခုဆက်ကြည့်ရအောင်။ဒါဆိုရင်ဆရာတို့ဒီဘက်က exercise number 1ရဲ့ဆရာတို့နောက်ဒုတိယတစ်ပုဒ် ကဲဒီပုံစံကြတော့ဘာပေးထားလဲဆိုတော့ကျားတို့ဘာပေးထားလဲ complex number တစ်ခုပေးထားတယ် set 1ဆိုပြီးတော့ပြီးရင် complex number တစ်ခုပေးထား set 2ပေးထားဘာကိုတွက်စေချင်တာကဲပါလာပြီပါလဲ set 1 square minus 2 set 1 plus 1ဆိုပြီးတော့ကျားတို့ကပါလာပြီအဲ့တော့ဒီမှာ square ဆိုတာဘာလို့တာလဲနှစ်ခါမြောက်တယ်ဒီလိုနားလဲရမယ် set 1 square ဒီ set 1နှစ်ခါမြောက်နားလဲရကဲဟုတ်ဒါဆိုကျားတို့တွက်ကြည့်အောင်အတွက်ကြည့်မယ်ဆိုတော့ကျားတို့ကြည့်လိုက် set 1 square ဆိုတော့ set 1နေရာပါတင်ပါလဲ ဆရာတို့ကအာဆရာတို့2 3 i ကိုဆရာတို့ထည့်မယ်အဲ့တော့ဆက်တန်မှုတွေစားထုတ်ကြည့်အောင် -2 3 i square ပြီးရင်ပါလာမှာလဲ7နဲ့ -2 -2 3 i ထည့်လိုက်အဲ့တော့ဒီ square ဆိုတာဘယ်နှခါမြောက်တာလဲနှခါမြောက်တယ်နှခါမြောက်တယ်အဲ့တော့ဒီကဲဆရာတို့ကဒီမှာနှစ်ထပ်တင်တဲ့ဥစ္စာရဲ့ဟိုပုံတင်နည်းတွေလဲဆရာတို့တတ်တက်နောက်ပိုင်းမှာဆက်ပြီးသင်ပါမယ်လောလောဆယ်ကတော့နှစ်ထပ်တင်တယ်ဆိုတာဘာပြောလဲနှခါမြောက်တယ်လို့နားလဲရကဲနှခါမြောက်တယ်ဆိုတော့ဆရာတို့ဘာဆက်လို့ဒါဆိုရင်ဆရာတို့ မြောက်တယ်ဆိုတော့လွယ်လွယ်လေးပဲလေရုရှားဘလို့မှလဲရှစ်ရှစ်မြောက်ပြီးရင်နောင်နောင်မြောက်ရှစ်ရှစ်မြောက်နဲ့နောင်နောင်မြောက်တော့ပါရမလဲ -2 -2 မြောက်တော့ပါရလဲ4ပြီးရင်ဘာလို့မှလဲနောင်နောင်မြောက်နောင်နောင်မြောက်တော့ပါရလဲဒီဘက်က3ဒါရိုးရိုးလေးမြောက်လဲရပါတယ်ဆရာတို့ဒီလိုစဉ်းစားကြည့်အောင်ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့တစ်ချက်ကြည့်အောင်ကဲဒါဆိုရင်ဒီမှာတော့ရှစ်ရှစ်မြောက်တယ်၄နောင်နောင်မြောက်တယ်3 တောင်းလိုက်တော့တောင်းတဲ့တောင်းနေမှာတော့6ရလက္ခဏာပြောတော့ minus နဲ့ရကဲဟုတ်ပြီဒီဘက်ကအတွင်းပြင်မြောက်တော့တောင်းတဲ့နေမှာတော့ minus 6ဒါလည်းအမြတ်တော့ minus 6ရသွားကဲဒီမှာလည်းအဲ့တိုင်းဒီမှာတော့ u လေးမြောက်တော့ minus 2နဲ့ minus 2မြောက်တော့4 minus နဲ့ plus 3မြောက်တော့ minus 6ဒီဘက်ကတိကျတသက်ရှိအဲ့တော့ဒါဆိုပါရမယ်၄ခုဆိုတော့ပြောရလေ minus 5ရမယ် minus 6 minus 6ဆိုတော့ minus 12i ရဒါဆိုဆရာတို့နားလည်သွားပြီးလို့ယူဆပါတယ် minus 5 plus minus 12i ပြီးတော့လေ5 4နဲ့တင်းနဲ့ပေါင်းတော့9ရမယ် 6i ရမယ် တော့ဒါဆိုဒီမှာကဏန်းတွေပါလေ -5 နဲ့ +5 ပါလေခြေသွားမယ်ခြေသွားပါရလဲ -18 အိုင်ရအဲ့ဒါဆိုရင်ဟော်ရီကောင်ကိုတွက်လိုက်တဲ့ခါမှာဆရာတို့ပါရလဲဆို real number မရဘူး imaginary number ပဲရပါတယ်အဲ့တော့ဒါဆိုရင်ဆရာတို့ကနားလည်ရမလို့ဆိုတာအကယ်၍ဒီအဆက်မှာဆရာတို့ကပါလဲဆိုရင်ဒီအနေထားကိုဆရာတို့ကရှစ်ရှစ်မြောက်တယ်နောင်နောင်မြောက်တယ်ပြီးရင်ကြားထဲမှာအနှုတ်ခံတယ်ပြီးရင်အတွင်းအတွင်းအပြင်မြောက်တယ်ဒီလိုမျိုးမတွက်ချေရိုးရိုးလေးချမြောက်လိုက်ပါ -2 နဲ့ -2 မြောက်တယ် -2 နဲ့ -3i နဲ့မြောက်မယ် -3i နဲ့ -2 မြောက်မယ် -3i နဲ့ -3i နဲ့မြောက် စသဖြင့်အဲ့လိုတွေ့ရလည်းရပါပဲအစိမ့်တော့နည်းပို့သွားပါပြဒါဆိုနောက်ဆုံးဆက်ကြည့်အောင်ကဲဟုတ်ပြီဒီတခါတော့ဆရာတို့ပြတန်းစာအုပ်ကနေပြီးတော့ exercise 1 and 3ရပုံစံလေးဆက်တွေ့ပါမယ်အဲ့တော့ number 1အဲ့တော့ပုံစံပေးထားပါလေ seven complex number နှစ်ခုပေးထားတယ်ခုနက number နှစ်ခုပေးထားပြီးတော့ဆရာတို့ဗါဆက်တွေ့မလဲဆိုတော့သူ့ရဲ့3 set square plus 2 set 2 minus 1ဆိုဆရာတို့ဆက်တွေ့ပါဖြစ်ပါတယ်အဲ့တော့ကဲဒါဆိုရင်ဆရာတို့ပထမဆုံးပေးထားတဲ့ပုံစံပြည့်ချက်ကိုချရအောင် တော့ဒီနေရာမှာ Z2 နဲ့ပါတယ်မယ် Z2 ရဲ့တန်ဖိုးဖြစ်တဲ့ 5+2i ဝင်ခတ်ပြီးဆရာတို့အစားထုတ်မှာဖြစ်ပါတယ်တော့အစားထုတ်မယ်ဆိုတော့ဒီမှာ 5+2i တဝိုးစကွဲကြီးဘယ်လိုနားလဲ 5+2i နှစ်ခါမြောက်တယ်လို့နားလဲရမြောက်လိုက်တော့ဒါဆိုဒီမှာတုံဝင်ခတ်တာလေဘာဖြစ်လို့ခတ်တာလဲဒီကောင်ကြီးကခုမြောက်ပြီးတော့နှစ်ထပ်တင်ပြီးထွက်လာတဲ့အဖြေဦးမှာတုံးနဲ့မြောက်မှာဖြစ်ပါတယ်ကြည့်ဟုတ်ပြီဒါဆိုဆရာတို့တွက်ကြည့်ရအောင်ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့ကဒါလေးနမူနာတွက်ကြည့်မယ်ဆိုရင်ကဲဒီကောင်ကတော့ပါလာပြီဆိုတော့3ရတော့3 time ပဲတင်မယ်ဘက်ကတုံဝင်နေရိုက်လာတယ် တော့ဆရာတို့ကဖော်မူလာနဲ့မျှောက်တယ်ရှစ်ရှစ်မျှောက်တော့25ရပြီးနောက်နောက်မျှောက်တော့ဆရာတို့ကရမှာလေအဲဆရာတို့ရှစ်ရှစ်မျှောက်25နောက်မျှောက်4ရ4ရအပေါင်းလေးဖြစ်တဲ့အတွက် -4 ဆရာတို့ရေးပေးရပြီးတော့ရင်ဆရာတို့ plus လာပြီးတော့ဘာလဲအတွင်းအပြင်မျှောက်အတွင်းမျှောက်တော့2နဲ့1နဲ့5နဲ့မျှောက်တော့30ရအပြင်မျှောက်တော့30ရမယ်အပေါင်းဖြစ်တဲ့အပေါင်း30ပဲဆရာတို့ကပါလဲသူဒီ engineer မှာဖြစ်တဲ့ i နဲ့ပါမှာပေါ့ကဲပြီးရင်ဆရာတို့ပါလာမယ်ဒီလိုလာမယ်ပြီးရင်ရောမျှောက်မယ် ဒီကောင်2 5လီ30ဖြစ်သွားမယ်ဒီကောင်မြတ်တော့ 4i ဖြစ်သွား 4i ဖြစ်သွားပြီးတော့ -1 ဖြစ်သွားအဲ့တော့ဒါအောင်ဆက်ရှင်းလိုက်တဲ့အခါကျတော့3ဟာဒီတိုင်းပဲ25လီညှောက်လိုက်တော့21ရမယ်ဒီဘက်ကဘာရမလဲ 20i ရဒီဘက်က30တက်ကနှုတ်လိုက်တော့အပေါင်း9ရပြီးရင် plus 4i ရကဲဒါဆိုရင်ဒီဘက်ကဘာလုပ်မလဲဆိုတော့3ဟာဝင်ညှောက်လိုက်တော့ဘာရမလဲ3 3 3 6 63ရ ီးရင်ဒီဘက်ကတုံးလေဆို60အိုင်ရအောင်ပေါ့60အိုင်ရဒီဘက်ကပါကြမလဲ9 4အိုင်ကြမ်းအဲဒါဆိုဒီအရဆရာတို့ရှင်းလိုက်မယ်ဆိုပါရမလဲ63ရဲ့ကိုယ့်ရဲ့ပေါင်းလောက်ရလဲဆိုတော့82ရမှာပေါ့62ကဒီဘက်ကပါရမလဲ64တော့64 i ဆိုပြီးတို့ရပါမယ်ကြည့်ဒါဆိုဆရာတို့အတွက်ကြည့်ရအောင်ကြည့် slide လေးတစ်ချက်ကြည့်မယ်အဲဒါဆိုရင်ဆရာကတော့အတိုင်းပဲရှေ့ရှေ့မြောက်မယ်25နောက်နောက်4အပေါင်းလေးဆိုတော့ i square ကြောင့်ပါပြလိုက်လက္ခဏာပြောင်းသွားတော့ -4 ပြီးပါရင်အတွင်းမြောက်2930 10i ပြင်ပြောက်တော့9930 10i အဲအိုင်ကိုပုံထုတ်ထားတယ်ပြီးတော့ရှာရပါလို့မယ်2930ပြီး2940 4i ရတယ်ဒါတော့ရှင်းလိုက်တော့လည်းရ21ရ21ရဒီဘက်က 20i ရမယ် 9+4i ရမယ်ဒါတော့ရှင်းလိုက်တော့ဘယ်လိုရလဲ63ရ 60i 9 4i ရမယ်ရှင်းလိုက်တော့63ရ9ပေါင်းတော့ရှာရပါ72ရမယ် 64i ရမယ်ဒါဆိုရင်တော့နားလည်မယ်လို့ယူဆပါတယ်ဒါဆိုနောက်တစ်ခုဆက်ကြည့်အောင်